အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ24ရက်ညနေခင်းစီးရီးသတင်းတောက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးနိုင်ငံရဲ့အားစစ်ဘိုလ်ကြီးများကတော့နေ့စဉ်မနေ့၄နာရီကနေည၇နာရီထိစစ်ကြောရေးလုံခြုံရေးစစ်စင်ရေးကိစ္စတွေပုံမှန်လှုပ်ဆောင်နေရတဲ့အတွက်စိတ်သက်သာဆင်းရဲရှိနေကြပါတယ်စစ်ဘိုလ်ကြီးတွေတော့ဒီဘက်ကနိုင်နိုင်ပွဲတာအများပြီးသေးချင်ပြီလို့ညှိနှိုင်းနေကြပြီဖြစ်ပါတယ်ဒါပေမဲ့ခိုင်းလို့လုပ်နေရသေးတယ်ဆိုတဲ့စိတ်ကတော့မပြောင်းလဲသေးတာကိုတွေ့ရပါတယ် နထွေးမျိုးအမှန်နဲ့ရက်ွက်ထဲကရှင်မင်းတာထုံးဘုရားကိုလေချောင်းကနေဘုံနှလုံးကျဲပြီးတက်ခိုက်ခဲ့လို့ဇေဒီနဲ့သာသမိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ဇေဒီရာရှင်းအောင်သမိုင်းဝင်ဇေဒီတစုဖြစ်ပြီးလှုပ်ရဲတဲ့လှုပ်ရက်တဲ့လေဘဲတွေကိုတော့အရှင်မင်းရဲ့ဘလို့လှုပ်ရမလဲတောင်မစဉ်းစားရတော့ဘူးဖြစ်ပါတယ်။ဘကုတားအနောက်ချမ်းမရောင်းတဲ့ညောင်တို့ရိုးပေါ်ကိုတော့ရှမန်လေးများကအထိလေချောင်းနဲ့ပြစ်ကူပေးနေသေးဖြစ်ပါတယ်။ ညောင်ကျိုးအလွန်ထိုးစစ်ဟာပြီးခဲ့တဲ့နွေရာသီကတည်းကစကဦးတန်းခဲ့ပြီးမဲ့အရှင်လန်ကိုကြော်လွန်လာနိုင်မှုအချိန်ကြာမြင့်လာတာကိုလည်းတွေ့နေရပါတယ်။ဘရောင်းနေမြေတဲကညောင်နဂါဘက်ကိုအမိုနီယာလစ်ကွစ်တန့်ပေါင်စာတွေလို့ယူဆရတဲ့မော်တော်ယာဉ်တွေသုံးလေးရတဲ့ချိန်ပုံမှန်တည်ဆောင်လေးရှိနေတာကိုတွေ့ရပါတယ်။ယနေ့မနေ့တာယာဝင်ဘက်ကနေမင်းလာမျိုးနယ်ကိုစစ်ကောင်စီရဲ့စစ်ကြောင်းတွေဖုန်ကြီးကားတွေနဲ့ဝင်ရောက်လာတာရှိပါတယ်။တပြန်လေးကရန်ကုန်အင်းစိန်အကျဉ်းဆောင်ကနေအကျဉ်းသား150ဦးမော်တော်ယာဉ်3စီး လုံခြုံရေးရင်းနှစီနဲ့ဤကျင်းတော်ကိုပြောင်းရွှေ့ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသား90ဦးနဲ့ပြည်မှုအကျဉ်းသား60ပါဝင်တယ်လို့သိရှိရပါတယ်။ပြည်နေပြည်နယ်မိုးပြဲအရှိပြဲချမ်းကငိမ့်ချက်တရားရှိနေပေမဲ့အကျန်နေရာတွေကတော့ထိတွေ့မှုတွေပြင်းထန်နေကြဖြစ်ပါတယ်။နေမြေကန်တပ်အမှတ်420ချင်းပြန်တိုင်းထဲကနေအင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာလက်နက်ကြီးဒရုန်းလေကြောင်းပစ်ကူယူပြီးတိုက်စစ်ဆင်နေပေမဲ့ကရင်နီပူပေါင်းတပ်တွေရဲ့ကြမ်းကြမ်းခံခုခံမှုကိုမကျော်လောင်းနိုင်မှုဖြစ်ပါတယ်။ ။မိုးပြင်းမြို့ဟာကရင်ပြည်ပူပေါင်းတပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာတနစ်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကလေးကပြန်လည်ထိုးစစ်ဆင်လာပေမဲ့သူတို့ရဲ့စစ်ရေးရည်မှန်းချက်ပြည့်ဝအောင်မြင်ခြင်းမရှိဖြစ်နေတာကိုတွေ့ရပါတယ်။မိုးပြင်းတိုက်ပွဲဟာစစ်ကောင်စီဘက်ကအသေးပြောက်အကြဆုံးများပြားသလိုတပ်ပေါင်းစုဘက်ကလည်းအဖိတ်စင်ရှိတာကိုတွေ့ရပါတယ်။ဒီနေ့ဒီနေ့တည်းမှာစစ်ကောင်စီရဲ့တိုင်ရင်တပ်ဖွဲ့ဌာနချုပ်25ခုရှိပြီးမြို့တော်လွိုက်ကော်မှာရှိတဲ့တိုင်ရင်တပ်ဖွဲ့73ခုမှာပ ကျန်နမီကန်တရဲ့စနေရင်ကတော့ခရင်နီတပ်ပေါင်းစုရဲ့ Viper ပိတ်ဆို့မှုအောက်မှာရောက်ရှိနေတာဖြစ်ပါတယ်။မဲဆဲမှာရှိတဲ့အမှတ်1000လေးနေသားဆောင်တပ်နဲ့ရွာသိမ်းမြို့နယ်စွပိုင်မှာရှိတဲ့အမှတ်1005နေသားဆောင်တပ်တို့ကတော့အာနာသိမ့်ပြီးနောက်ပိုင်းမှာစစ်ကောင်စီနဲ့လက်တွဲဖြုတ်လိုက်တာကိုတွေ့ရပါတယ်။စံမီနယ်မြောက်ပိုင်းနောင်ချိုတောင်းခမ်းနေတာမှာ PNL နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်အသွင်ရှိတဲ့ခန်းစစ်စတင်လာနေပြီဖြစ်ပါတယ်။ ဂျမန်လေးကတော့တောင်ခမ်းဒေသမှာနေရာများအများအပြားထိတွေ့မှုတွေရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကအထူးကြေများခဲ့ပြီး TNL တို့ဘက်ကလည်းပေးဆပ်ရမှုတွေရှိခဲ့ရပါတယ်။လာချုံမြို့တွင်မှာတော့30 20ခုဆစ်စင်ရင်တွင်ပြည်စည်းခဲ့တဲ့နေမြေကန်တိုင်းဌာနချုပ်တွေ